ပရိသတ်များအလုံးမဲနေလာပါရှင်ပရိသတ်များအလုံးကိုကျမတို့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရလောကနေစိတ်ဝင်စားဖို့ရောင်းခမရဖြစ်စံကျဲဇလန်းကောင်းလေးကိုတိဆက်ပေးနေပါတယ်ဒီနေ့မှာတိဆက်ပေးမှာကတော့စာရေးသူမောင်ချင်းရေးသားထားတဲ့တောင်ကန်းတစ်ဖက်ရင်းတစ်ဖက်ဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတိဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဇလန်းလေးမစားတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ ဘေးနားအနုတီခေါလောင်းလေးကိုလည်းနှိပ်ပေါင်းပြီးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်းလေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။လူကလေးမင်းတက်ပြောကွာအဘလီထဲမှာပဲစောင့်နေမယ်။လီလီခင်ခင်နဲ့ငါးထိုင်ရေးစင်းတရာပေါ်ကိုတက်သွားတယ်။ရေးဖြစ်သူတောင်းကိုငေးကြည့်ရင်းနဲ့ဥတော်ကျော်လီထဲမှာကြံ့ရည်တဲ့ရေးစင်းတရာကလေးနဲ့ကပ်ပြီးတော့လက်ခုပ်တစ်ပောင်ခံမြင့်အောင်စောက်ထားတဲ့မော်တော်ကတ်တဲ့တရာမြင့်ကြီးကဥတော်ကျော်ကိုငုံကြည့်နေတဲ့ထင်ရတယ်။ ။ဥပ္ပယင်ကြီးတွေကိုတိုင်လို့ပြီးတော့ဟုံးသောခွေးချံတွေခင်းထားတဲ့တရာကြီးပေါ်မှာတော့မတ်တင်လို့ထုံးပြင်အမိရေးထားတဲ့ငါးပစုံနေထဲတဲ့တတကြီးတွေကနှလုံးထက်သုံးလုံးထက်တန်းစီလျက်ရှိပြီးမှတော့ရေလုံးတက်သားစီပိုင်းကြီးတွေကိုလည်းတွေ့နေရတယ်။အဲဒီတက်တာတွေထဲမှာတော့ငါးညီငါးဟောင်းနဲ့တွေကမနဲ့စစောရဲ့လေးပြေးထဲမှာပြန့်လွင့်လျက်ရှိတယ်။ချောင်းချုံချောင်းချောင်းရောင်းချုံရောင်းချောင်းအင်းအိုင်တမန်မြည့်ရန်တကြောမှာတော့ ။လေကလေးရင်းရှောက်ပြီးဖန်ဆီးရလာသမျှကိုန်တမပိုက်တမပုံဝန်တမတိုင်ဝန်တမအုံတီတန်းခက်တမလက်ထုံတမအားလုံးတို့ကနောက်ပစုံနေလာရောက်ပေါင်းစုံရတဲ့လက်ကားထိုင်ကြီးပဲဖြစ်တော်ရင်သူတို့မျိုးကလေးကတော့ဘဝချုံမဒီတာမှတရှိရာကြောင်းရေချုံကပစုံငပိငချောက်တွေထုတ်လုပ်ဖြန့်ပြူရာအချက်ချာကြတဲ့နေရာလေးဖြစ်တယ်။တင်္ဂါတွေရှာပရရှိလာတဲ့ငါးပစုံမျိုးစုံတွေကိုစူးစီးဝယ်ယူကောင်း ရေခဲရိုက်တန်ကရိုင်အရှင်လောင်တင်တာလောင်ပြီးတော့ကျုံးလိုခေါ်ရင်စပား200 300ပေါင်းတစ်တောင်းခုတတ်မှန်မှာဆက်တက်ထားတဲ့ဆက်လေးတွေနဲ့ရန်ကုန်ကိုပို့ပြီးတော့စီးပွားရှာနေကြတဲ့နောက်ဆုံးတိုင်းကြီးတွေ အခြေဆိုင်ရာနေရာလေးဖြစ်တော်ရင်ငွေရင်းငွေနီးအပေါင်းတင်အဆက်တွေကောင်းတဲ့ငားတိုင်ပိုင်ရှင်တွေကရန်ကုန်ပေါက်စီနဲ့အစမတန်ခွာပြီးတော့ကောက်ယူရရှိလာတဲ့နောက်ဆုံးလုပ်ငန်းတွေနဲ့ကျင်းဝချမ်းသာလာသလိုအရင်နေ့မရှိတဲ့တံခါးတွေကောင် လေပိုက်ကွန်ဘဝွန်ရင်းလိမ့်စားတဲ့ကိရိယာတစားတွေထုတ်ပေးပြီးတော့ဘဲယူစီချင်းဖြစ်နေကုန်ကျန်းတွေမပြတ်စေဖို့စီစဉ်ထားတော့တယ်ဖြတ်တန်းခုမောင်းသွားတဲ့မော်တော်တစင်းကြောင့်ဖြစ်ပေါ်လာတဲ့ line တွေကဦးတော်ချော်ရဲ့အလျောင်73ထောင်ရှိတဲ့တင်္ဂါလီဦးကလေးကိုဦးဆိုင်ပစ်ထောင်ဖြစ်သွားစေဖို့မကစိုက်ကက်ထားတဲ့ရေစင်းတံတားနေလေတတိုင်းတိုင်းဝင်ဆောင်နေတော့ဦးတော်ချော်ကတံတားတိုင်ကိုလက်နဲ့တွန်းကခွာထားရခြင်းမှာပဲပြင်းကိုခုန်ဆင်းလာတဲ့တအောင်က ယူခြင်းတို့လိုလိုမယူခြင်းတို့လိုလိုနဲ့ရောင်းရတာအောက်ကျလိုက်တာအပါရဲ့အဲ့ဒီလိုမကြည့်မနဲ့ပြောရင်လေလေကတ်တွေကိုဖွင့်ပြီးတော့ငါမစုံနေပေါ်ကိုမြည်ရီကိုပတ်ခုံပြင်ခတ်၍ပတ်နေရော်ရီအားနေမုံမွာလာတဲ့ရင်းနှံစီဒီဇယ်စီမီးတိုင်ခွဲရဲ့အလင်းရောင်နဲ့လာတပြင်ရွှွန်နုံနေကြမှာတော့လက်နေကျုံကရက်ကဖန်စီလာခဲ့ရတာမို့အမိုက်တွေရွှွန်နုံနေရောနှောပေကြံလျက်ရှိရင်ရင်းနှံပတ်ပြီးစေးကြောလိုက်တော့မှဖြူပေးတက်ဆင်သွားတော့ရီ ဖြူးဖြူးဖွေးဖွေးရေစင်းကားလိုပင်တင်စားတက်တယ်မဟုတ်လားမြေကန်60တွေမှာတော့ပုံဝပိတ်ပြီးရလာတဲ့ငါးပစုံဟူသည်တကယ်တော့ငါးချင်းကားကောင်းနေမဟုတ်ကြပါဘူးလက်ကုံးမှာငယ်စင်ရိုင်းငနုတန်းကဖေအောင်ပစုံပေးကြပစုံစိပစုံဆက်တုံပစုံချိုင်ဦးတွေသာ အမိများပါတယ်တခါတည်းမှာတောင်ငပတ်ငဖေးလျက်နေရတက်ပါတယ်အဲ့ဒီကိနေလေးကိုတောင်းတလုံးကိုပြစ်ချလိုက်ရင်ခမည်းတော်ဟာရီကလည်းအမိုက်တွေပါလာကြလား ရွေးစမ်းမအောင်စကောင်းတန်ခမမနဲ့ပြောလာတယ်။ငားတိုင်းမှာအလုသမားရဲ့အတန်းကြောင့်ဦးတော်ကျော်မော့ပြီးကြည်လိုက်တယ်။အဖိုးကြီးကြည့်မနေနဲ့။အမိုက်တွေဆရာရွေးပြီးမှတောင်းနေထိပ်ပြီးအပေါ်ယူလာခဲ့။ဟိုမှာအင်းချောင်းကငားတွေချိန်နေရလို့ကြုံမအောင်ပြောပြောဆိုဆိုတက်သွားတော့မှ။အော်ဥပ္ပစ္စည်းကိုရောက်လာတာအောက်ချလိုက်တာနော်။ခတ်တူတူညီးသွားမိတယ်။အမြဲတမ်းဖောက်တယ်မှမဟုတ်တာပဲအဖရဲ့။သူများငားတိုင်းမှာအဆင်မပြေလို့ လာရောက်လာမယ်တီးတော့နှိမ့်တာပေါ့တောင်းကပြောရင်းနေအမိုက်တွေကိုကုန်ပြီးရွေးနေရောနောက်ကြမှလည်းချိန်ရသည်ဈေးရလည်းနှိမ့်လိုက်သည်အိမ်ပြန်ခီးမှာတော့ဥတော်ကျော်ရဲ့စိတ်ကမရှင်ပြနေဘူးအိမ်မှာတယောက်တည်းကြံ့ရီရှာတယ်မခင်ရွှေအတွက်လည်းစိတ်ကမချဘူးမမနေရမို့တလားခံရှိပြီးမြမသမားတော်နဲ့သာကုသနေရတယ်အတိတ်တွေကရလာပြီးမို့နလန်ထူရန်ကမလွယ်ဘူးရိုးရာဆေးရုံမှာသွားပြီးကုပါလို့အကြံပေးလာသူတွေရှိတော်လဲ ိုဝမ်းနာကိုသာတိတာမှုစိတ်သွားတိုင်းကိုမပါနိုင်ခဲ့ဘူး။လင်းနေမယချမ်းသာအတူစိတ်ရဲ့အမြဟုသည့်စူစကားရှိတော်လေချမ်းသာဖို့အရေးကသူတို့နဲ့အလန်းခွာလို့နဲ့အခါတော့စည်ရဲမှုရဲ့ကြီးမျက်ဝေခန်းစားနေရတဲ့ဇနီးတဲ့အတွက်တော့စိတ်ကမကောင်းအဲ့ဒီခါစံမိချင်ရချက်ဖြစ်တော်ရင်ဒီကနေ့ညဘုံဘုံပိရရလာသမျှကို ဖောက်တဲ့တိုင်းမှမရောက်တော့ဘဲတခြားထိုင်မှသာရောက်ခဲ့တယ်သူတို့တတ်မှတ်ပေးထားတဲ့ဒီနေ့ ရင်းတွေအသုံးပြုပြီးတော့ရလာသမျှကိုသူတို့တတ်မှတ်တဲ့ဈေးနဲ့တွင်းရတယ်။ကျန်သမျှငွေကိုတော့တဝက်ခွဲကကျွေးဆက်ရသည်။ဒါကြောင့်တစ်ခါမှမလုပ်ခဲ့ဘူးတဲ့အလုပ်ကိုလုပ်ခဲ့မိရင်မဟုတ်တာလုပ်မိသူကတဘာဝအရာစိတ်ကမလုံဘူး။တချောင်းကြကြဖြစ်နေရင်ဒီကနေ့ရောက်လာတဲ့အတွက်တော့မနေ့ပြန်သွားရင်မေးရောမေး။မေးရင်ဘလို့ဖြစ်ရမလဲ။ဇနီးဖြစ်သူနေမကောင်းလို့ဘဝင်ပိတ်မထွက်နိုင်လို့ဖြစ်ရမယ်လို့စိတ်ကူးထားတယ်။ဒါပေမဲ့စိတ်ကမချဘူး။ သူလိုပဲဘဝတူပိုက်တမကိုယ်တမတန်တမတွေကအပေါ်မင်းသူတို့မင်းရင်တော့အလိန်ပေါ်လိမ့်မယ်အားလုံးကိုလိုက်ပြီးတော့ပိတ်ထားရင်တော့မဖြစ်နိုင်ဘူးဟူးဟူကနေတက်ပြင်းတစ်ချက်မုတ်ထုတ်လိုက်မိရောလေပတတ်နိုင်တော့လုံးမိပြီလိမ့်မိပြီဖြစ်သည်မအကြောင်းအကောင်းပေါ်လိလို့တွေးရင်းနဲ့အိမ်ရှိကန်ဆက်ကိုရောက်လာခဲ့သူတို့မြေဖို့လမ်းသမိုင်းရွာတစ်ဖက်ကန်းကိုရောက်တော့နေညိုတော့မယ်ကြီးတော်ကွင်းအရှိတရင်စင်ကိုထိတ်ဝ ကလားစုရောင်းတန်းစားတဲ့နေရာတောင်ကမ်းတွေမှာတော့ပုံဝန်သမားတွေခြေချင်းလိမ်များနေရာဥထားကြတယ်။အခုတလောအဲ့ဒီနေရာမှာကောင်းငါမစုံအထီးမိများလာတာကြောင့်အလူရဲ့သွားကြတယ်။လေချင်းဆက်လူမတက်စီကားနေရောတွေ။အင်းချောင်းခေရံမှာတော့အလူအများပိုင်ရှာဖွေစားခွင့်ရှိတဲ့နေရာတွေဖြစ်ပြီးတော့အရင်ရောက်သူကကံဝင်ခွင့်ပုံဝန်ပိတ်ခွင့်ရှိနေတယ်။ဒါကြောင့်ဥတော်ကျော်ကောင်းငါမစုံအရာနေတာကြောင့်ပုံဝန်သမားတွေခြေဥမလဲတဲ့ လမ်းသမိုင်းတောင်ဘက်ကိုလာခဲ့တယ်။တကယ်တော့ဘုံပိတ်တယ်ဆိုတာကဥတော်ကျော်တို့ငယ်စဉ်ကလေးကအသုံးပြုတဲ့ကရိယာမှာတမျိုးတည်းသာရှိသေးတယ်။အဲဒါကတော့ဝါနေပြုလုပ်ထားတဲ့ရင်းလေးတွေပါပဲ။အနံ၅ပီခွေအလျား၁၀ပီစနက်ပီခန့်အဲ့ဒီရင်းလေးတွေကိုမိမိလုံနိုင်တဲ့လောက်ချင့်ချင်ပြီးတချို့ကအလေး90 60အဲ့ဒီလိုအသုံးပြုပြီးတော့ဘုံပိတ်တက်ကြတယ်။တောင်ဆက်60တိုင်းမှာတော့ဘုံပိတ်ရမဖြစ်ဘူး။ တောင်ပြန်ကုန်းပေါ်လို့ရင်တော့ဒါမှမဟုတ်ကံမဆောင်နိုင်ရင်တော့ဘုံပိတ်ရမရအောင်ခက်ပြီပြီစင်ကြီးလျှောဖြစ်တာကန်းဆက်မှာနားပစုံနေခေါင်းဖြော်ရွှင်မျိုးစရာကောင်းနေခြုံနေခြုံဆက်တန်းနေကစမ်းပင်ကုယံကြီးပင်လိုမျိုးရေစက်အေးရဝါသာကောင်းတဲ့အပင်တွေငါးရန်ပိန်ပင်ဝက်လာပင်စားရရောက်မှရှိတန်တက်တဲ့အပင်ကလေးတွေရှိတော့တောင်ဆက်ကန်းဆက်ကောင်းနားပစုံနေခေါင်းပြုံမျိုးတွေရှိတာကြောင့်အိမ်နေရာတွေမှာတော့ဘုံပိတ်ပါမှာ အထီးမိများတက်ပါတယ်။အရေးကြီးဆုံးတစ်ချက်လည်းရှိပါသေးတယ်။တစ်ထက်နှစ်ထက်သုံးထက်သမောကြီးတွေမပြတ်သွားလာတဲ့ဒီလမ်းကြောင်းကြတဲ့နေရာမျိုးတွေမှာလည်းဘုံပိတ်၍အဆင်မပြေဘူး။ပြင်းပြင်းထန်ထန်ရိုက်ဖို့တက်တဲ့လိုင်းတွေကြောင်းငါးပစုံနေကမ်းမကတ်နိုင်တော့ပိတ်ကာထားတဲ့ဘုံကိုရင်းလိပ်တွေပြုတ်ထွက်မျိုးပါတာဖြစ်တတ်တာကြောင့်ဘုံသမားတွေရှောက်ကြလိရှိတယ်။ဦးတော်ကျော်ကတော့၆ရက်အကြာဆုံးရေစစ်ချိန်အမီသူ့ရဲ့ဘုံပိတ်မဲ့နေရာကိုရောက်လာခဲ့တယ် ရေးချဆုံးနေရာရဲ့အထက်တတောင်ခတ်မှာတော့အရှိခွနပီကန်ကင်းဝါရီကိုစီတန်းဆိုင်လာခဲ့တယ်။ဆေဘီရှိရဲ့ရင်းတစ်ချက်စာအတွက်တော့ဘဝင်တိုင်း၃ချောင်းလုံးခံမမီဆိုင်လာခဲ့တာကတိုင်ကလေးတွေကုန်ပြီ။လူကလေးကြီးစစ်တော့ဟဲ့အချိန်ရှိလို့မြင်မြန်ရင်းတွေကားကြရအောင်ရေးလဲအတက်ဒိုးလဲအပြီးပေါ့ကွာ။လေးဖေးပိုင်းမှာမြေဖြူသူကိုလို့ဆိုရင်တောင်မြင့်ထက်ကိုဆင်းလိုက်တယ်။စိုက်ထားခဲ့တဲ့ဝါတိုင်ကလေးတွေနဲ့၎င်းကိုကပ်၍ချီပြီးတော့နုံနှင်းကို ရင်းအခြေတမိုက်ခဲနေဝင်အောင်လက်ရိုက်တို့နဲ့ရိုက်ရွေသွင်းတော့တယ်။ရင်းတစ်ချက်နဲ့တစ်ချက်အဆက်မှာတော့ဆေးဆက်စွာကနော်တန်နဲ့ဆက်တယ်။သူတို့မြေဖို့ရင်းချက်60ကပြည့်ပြီးချိန်မှာတော့ရေကရင်းချေကိုကြောပြီးတော့ခြေသလုံးတဝက်ခက်တက်လာနေပြီ။မောနေတဲ့ဦးတော်ကျော်ကတော့လက်တာပြင်မှာပဲဖင်းချပြီးထိုင်ကအမောဖြေနေရောတယ်။ရော့ရော့အဘပြောရင်းနဲ့တအောင်ပြီးခန့်ပြီးတဲ့နောက်ဆုံးရင်းတလေးကိုယူပြီးတော့ ကန်ဆာထိတ်အထိကက်လန့်ဖြည့်၍ကာကာအဆုံးသတ်လိုက်တော့ခလန်လန်ချောင်းခွေအထိကဲ၍ကြည်လိုက်ခြင်းသူတို့ပြေးဖို့ပိတ်ကားထားရင်ရင်းချက်တွေကတော့စီကာကြီးကနဲ့စနေတကြလပလိရဲ့ရှိရင်လေပေါ်မှာပါလာတဲ့မိဖို့ကလေးမှာတဲ့ထားတဲ့ယူနီယိုကစူးနေပြီတောင်ကယူနီချန်တစ်ခွက်ကိုလမ်းပေးရင်ပိုက်ပုံးဝင်နိုင်ရင်တော့ကောင်းမယ်အဖရာတောင်ကပြောတော့ဦးတော်ကျော်တက်ပြင်းတစ်ချက်ရှိုက်လိုက်မိရင်ဟုတ်တော်လေဟုတ်ပါတယ်အခုသူတို့သုံးနေတာ ဝိုင်းရင်လေးကခင်မမီရောတက်နိုင်သူတွေကတော့ပေါ့ပေါ့ပါပါလေးဖြစ်ပို့ပြီးတော့အထီးမြင်များတဲ့ပိုက်ပဝန်းကိုတုံးနေကြပြီလက်တန်တပြူတမက်ခွက်ပိုက်ပဝန်းတွေကတည်ယူရတာလည်းလွဲတယ်အလီယာကသူ့လူတဲ့လောက်တဆက်တည်းလှုပ်ထားရည်လေးရတယ်ပိုင်မီကလည်းခုနှစ်ပြီခန့်မြင့်တော့ငါးပုစုံနေခုံမထွက်နိုင်တာကြောင့်လူကြိုက်များလာတယ်ဝါးနဲ့လှုပ်ထားတဲ့ရင်းချက်တွေကတော့လေးရတယ်လေးတယ်တည်ယူရမှာလေဝင်းကလည်းကြည်သေးတယ် အဘလည်းဝဲသုံးချင်တာပေါ့လူကလေးရဲ့ဒါပေမဲ့တန်ခါအုပ်ကြီးဆိုတော့ငားတိုင်ကငွေထုတ်မပေးချင်ဘူးကွာသူတို့ကလူငယ်အားကောင်းမောင်းတန်တွေကိုသာအသုံးချချင်ကြတာအဘအုပ်ကြတော့လူငယ်တွေမသုံးချင်တဲ့ရင်ပုံဝန်းကိုထိုးပေးပြီးယူချင်ယူမယူချင်နေတဲ့ပြောရင်ကဥတော်ကျော်တတိတစ်ချက်မျိုးရွေးချလိုက်တယ်ပုံသီးရဲ့မျက်လုံးတို့ဖြင့်ဟုတ်ခဝဝေးမှာပြက်ပြသားမြင်ရတဲ့မြမကြီးစီလမ်းရွေငင်းနေတယ်တဖြည်းဖြည်းနဲ့ချောင်းယူကလေးတစ်ခွင်တစ်ပြင်းလုံး မောင်သူကပိတ်ဖုံးရီလာနေရောတဲ့ဤဤနဲ့မြင့်တက်လာတဲ့ရေကောင်ဘုံဝန်တန်းရင်းလင်းရဲ့ထိပ်ပြောင်းကိုမြုပ်လီရောတဲ့ကဲဆက်မှာရှိတဲ့တန်တပ်ပင်ရဲ့အကိုင်းမှာတော့တေယူကကျိုးနေချီကောင်ရေဖူးနှစ်ယောက်ရေပြန့်အကြောက်ကိုစောင့်နေရခြင်းဖြစ်ပြီးတော့အချိန်များစွာစောင့်ရအောင်မေးလေးပေပိုင်းမှာတအောင်တယောက်ဘာဘူးဆောင်နှန်းကလေးချုပ်ပြီးအိတ်နေတယ်။ကောင်းကင်ကတုံးရလာခုံမျက်စာကြော်လာခဲ့ပြီဖြစ်တာကြောင့်လာချမ်းကလေးကဒဇင်ကလေးပလက်လန်ချထားသလို ကွေကွေကလေးနဲ့တိမ်မင်းလေးမှမျောလျက်ပါပဲတိမ်မင်းညိုတတိုင်ကတော့ဖုံးအောင်လိုက်တိုင်းချောင်းကလေးတစ်ခွင်တစ်ပြင်းလုံးမိုင်းမုံအောင်ပြသွားပြီးတော့တိမ်ညိုဘွားကလေးဖဲသွားချိန်မှာတော့တခါပြည့်၍လင်းပါလာချိန်ပြန်နေကလန်လန်လက်မှုတော်ဆက်စီကနေညံငတ်တူရဲ့တွန့်ချူးတန်ကားတာဖေးကူရီမထားနေတော့ဝင်းချေတခင်လုံးကတမိတ်ကဘာကြီးဖြစ်တော်မလောက်တိစိမှုကမင်းမှုလျက်ရှိတော်ရင်ခက်ဆဆူထင်းတဆာကိုယူဖို့လေထိလိုက်တာကြောင့် မိဂိုးများဦးပြီးထွက်လာကသူတို့မြေဖူးရဲ့အသွေးသားတွေကိုအုံခဲဆုပ်ယူရန်လက်ပတ်ဝဲပြန်နေကြတဲ့တောချင်းတိုင်းတွေခဏတာများရှဲသွားကြတယ်။မိဂိုးစိရင်တော့ပြန်၍ခဲကြပေုံမင်း။ကပောင်ရိုးချောက်ကလေးလေးကောင်ကိုပြီးဖို့ပြီးတော့စီကလေးပါလီကားများဆက်ပြီးညစာပြီးခဲ့ရတာကြောင့်ဝမ်ဘိုက်ကမတင်းတိမ်ခြင်း။တငါလူဆိုပြီးကငင်းရဲ့ချောက်ပြားကြီးတွေကို မဆားရတာကြာလာပြီ။တခါတည်းရဲ့ဘုံဘုံပိတ်ပြီးပါလာတဲ့ 30တာ15ချက်သားကန်အရင်ကလေးတွေကိုမခင်ရွှေကကျောင်းကနေတစ်ချက်သေးခွေးပြီးတော့အချောက်လက်ပြီးတက်ရင်အရင်ချောက်ကို အာသာပြေးစားရသည်အခုညငါးပစုံအထီးမိများပါစေလို့ဆုတောင်းမိရသည်အိုးအခုညမှမဟုတ်ပါဘူးဘုံပိတ်တဲ့ညတွေတိုင်းဆုတောင်းခဲ့ရတာကြီးပဲရှာရီရသမြကလေးကိုတဝက်အကျွေးဆက်ကျွန်တော်ကမစားဘူးနေမခင်ရွှေစေကူဖို့ဖြစ်တော်ရင်မနေ့ကငါးတိုင်းပိုင်ရှင်ချမှတ်လိုက်တဲ့ရာစက်တန်းက နားနားမှာကြေးပြောလိုက်သလိုအခုမှကြားလိုက်ရသလိုဦးတော်ကျော်တို့ကလုံးစက်ကနေတုံ့မိသွားသေးကဲအဖိုးကြီးကျို့တို့ထွေထွေထူးထူးမပြောတော့ဘူးခမမတ်တင်တို့တိုင်မှာတွားရောက်တာကျို့တို့တီးပြီးပြီနောက်တစ်ခါဒါမျိုးဖြစ်ပါစေနဲ့ဖြစ်လိုက်တော့ကျို့တို့ထိုးပေးထားရဲ့နေရင်ရင်းရဲ့အကုန်ပြန်သိမ့်မိတာမတ်တော့ဒါကလေးနဲ့ရှားပြီးစားတော့နေရတာပြန်သိမ့်သွားလို့ကတော့ဖះဖះလေးကလေးလေမှရှိတဲ့မိဖုကလေးရဲ့ဘေးမှာထိုင်နေတယ် အတင်းများစွာကိုဖိစီးနှိမ့်ဆက်မှုကြောင့်လေဦးပိုင်းရှင်ဝါချန်ခင်လေကပ်ပေါ်ကျော်ခင်းမိချိန်မှာတကောင်ကျော်ခဲ့ပြီ။ညာဦးကငြိမ့်သက်နေခဲ့တဲ့လေကတဖူးဖူးနဲ့ချောင်းရီပြင်ကိုရှက်တိုက်ပြေးသွားလျက်ရှိတာကြောင့်အတော်တန်ချင်းခိုက်သက်သာလာခဲ့တယ်။ဦးတော်ကျော်တရားကိုလူမောစိန်မောနဲ့အိပ်ဖြော်သွားခဲ့တယ်။အဘအဘထရောဗျာရေးကြနေပြီ။ပါဇက်ကလည်းအော်တိန်နံကိုလည်းကင်က လုံနှုံးနေရကြောင်းဦးတော်ကျော်နိုးလာခဲ့တယ်။ တကူလုံးမလုပ်ချင်အောင်ညောင်းညာကြိုက်ခဲလျက်ရှိတာကြောင့်အတင်းကုန်းရထရရင်ဟေးဟုတ်လားအဘအိပ်ပျော်သွားတယ်ကွာလူကလေးနိုးပြီလို့เจ้าหญิงเนปี้สลวยမျက်နာသိရင်ကန်းဆက်ကိုလမ်းရွေကြည့်ငါရန်ပိမ့်ပန်းနေပင်ပေါ်နေပြီရေထောက်ဝမကကြနေပြီလေဦးကကျိုးကိုဖြုတ်ပြီးတော့ဘဝတန်းအစာကိုရေဖူးနေရောက်ခတ်တက်တွယ်လှုပ်ထွက်ခဲ့တယ်။ချောင်းကလေးတစ်ချောင်းမုံနေသေးပါပဲရေတဖြည်းဖြည်းချလာသည်ကဘဝပိတ်ထားရင်ရင်းရဲ့ခြေကိုပဲရောက်တော့မယ် မိခွက်ထုံတော်လူကလေးရရေးထက်မှာပြောင်းမျိုးစွာအစာရှာရင်းနဲ့ကဲဆက်ရှိခြုံဆက်ခြုံဖို့ကလေးတွေအကြောင်းရေနှီးရေမောကလေးတွေရေပိုးရေမောကလေးတွေကိုပမောစွာရှာဖွေစားတော့ရင်းနဲ့ရေအကြမှာမူကစီထားတဲ့ရင်းတွေကြောင်းချောင်းရေအတွင်ပြန်ထွက်မသွားနိုင်တော့ဘဲပိမိနေတဲ့ငါးပစုံမျိုးစုံတို့ကတောင်စက်နဲ့ရင်းတွေအကြမှာတစ်ဖြက်ဖြက်ကုန်ပေါက်ကရှိနေရောလူမြောက်လို့လူမြောက်များအင်းနဲ့အားနဲ့ခုံပြန့်တတ်တော်လဲတောင်စက်ပေါ်ကိုကြာနေတယ် တခါလဲ၍ခုံပြဲနေအဲ့ဒီအခါချောင်းဘက်ကကာစီထားတဲ့ငါးဖီကံမြင့်နဲ့ရင်းကိုလူအောင်မခုံနိုင်ဘူးပြန်ကြပြဲနေအဲ့လိုနဲ့ခုံရင်းပြန်ရင်လူလို့ရုံးခဲ့ရင်ဘုံဝသမားတို့လက်ထဲတက်ဆင်းကြရပြီးရောတယ်ဥတော်ကျော်ကရေဆက်ဆက်သားကျန်တော့တယ်ရင်းရဲ့အောင်ချေမှာလူလူနေကြတယ်အကြီးခုံဖူးပြီးတွင်နေနှခုံးမာရီမကျင်းလုံးနေငဖေးတွေကိုတလဲဒီရောက်မှနေရနေတဲ့မျက်စိကလေးတွေနဲ့တဆက်ဆက်ခုံပေါင်းနေကြတယ်ပဇုံဆက်တုံပဇုံပေးကြ ပဇွန်စိတ်ကလေးတွေကိုတလဲမိမိကြည့်နေတောင်ဆက်ဝဲငူးငူးကြီးရက်လျက်ရှိတယ်။အဘကလည်းဗျာဘာလို့နေရလဲမသိဘူး။မြန်မြန်ဖမ်းပါဗျ။တော်တော်ကြာငါးတိုင်အရောက်နောက်ကျရင်မနေ့စောစောရန်ကုန်ပို့တယ်ချုံမမိရကောင်းလားဆိုပြီးတော့အဆူငေါခန်းနေရအောင်မေ။မကြင်ရက်လို့လေးနဲ့ရင်းတွေပြန်သိမ်းသွားရင်မလွယ်ဘူးနော်။ပြီးတော့အဖွားအတွက်မျိုးပဲလမ်းမှာဈေးဝယ်သွားရအောင်မေ။အိမ်မှာဆန်းလေးကုန်းနေပြီဗျ။တောင်ရဲ့တတိပေးတန်ချောင်းဦးတော်ကျော်ကောင် အေးပါလူကလေးရာ ဖမ်းပါပေါ့ငါတို့ချွေးနဲ့ဆက်ပြီးရှာထားရသမျှသူတို့စီသွားမရောက်ရင်ရင်းနဲ့လေးကိုတိမ့်မယ်သွားရောင်းပြန်တော့လဲဈေးကအစမတန်နှိမ့်မယ်ရလာသမျှငွေကလေးတွေကနေအကြီးကနှိမ့်လိုက်အောင်မယ်ကဲငါတို့အသက်ရှင်ရက်ဒီကိုဘာကြံတော့လို့လဲကွာဟင်ငါတို့ကဟောဒီဘဝန်တန်းမှာပြိမ့်မိနေတဲ့ငါးရီပစုံတွေလိုပဲတစ်ဖက်မှာတောင်းတစ်ဖက်မှာရင်းကဲလွတ်လန်းရှိသေးရဲ့လားအဲ့လိုပြောရင်မှ ခြေတလုံးထိနှိမ့်နေတဲ့နုံနေကနေကုန်းကယုံကနေဘဝန်တန်းစီကိုတလန်ချင်းသွားနေရော။ဘဝန်တန်းတစ်ပိုက်မှာတော့ညီချင်းမင်းဖြောတဲ့မိခွက်ကလေးရဲ့အလင်းရောင်ကပေးစည်းလျက်ရှိတဲ့အမောင်ကိုအန်တူးလျက်ရှိရော။ရောင်နေရတော့မပေါ်သေးပါဘူး။ပေးသမားချင်းစာရေးသူမောင်ချီသားထားတဲ့တောင်ကန်တစ်ဖက်ရင်းတစ်ဖက်ဆိုတဲ့ဇလန်းလေးရတော့ဒီမာရီပြီးဆုံးသွားပါပြီ။နားစင်အပိကကြတဲ့ပြိတ္တတယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။